မင်္ဂလာပါတောရရှင်များရှင်အခုချိန်အားစပြီး Radio UNG ရဲ့2025ခုနှစ် March လ23ရက်နေ့မနက်ခင်းပြည်သည်များကိုတင်ပြပေးပါမယ်။ကျွန်မကတော့နေဦးမိုင်ဖြစ်ပါရရှင်။ပြည်တော်စုဝင်ကြီးဒေါက်တာဝင်းမြတ်အင်းနဲ့ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါ်နန်းစုမအောင်တို့မှပြင်သစ်နိုင်ငံချိုင်းဝင်ကြီးဌာနအရှိတောင်အာရှဌာနမှနဲ့မြန်မာထိုင်းတာဝန်ခံတို့နဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။ အမျိုးတိုင်းရင်ခွင့်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးနေဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့နိုင်ငံချိုင်းဝင်ကြီးဌာနပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါ်နန်းစုမအောင်တို့သည်ပြင်သစ်နိုင်ငံနိုင်ငံချိုင်းဝင်ကြီးဌာနအရှိတောင်အရှဌာနမှမစ္စမက်တယ်လ်ဒေတေရူယာနဲ့ မြန်မာထိုင်းတာဝန်ခံမစ္စတာဖက်ဒရစ်အင်ဇာရိုနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါရယ်အဆိုပါတွေ့ဆုံမှုတွင်လူသားစာနာကူညီများနဲ့ပတ်သက်၍မြေပြင်လိုအပ်ချက်များအလိုအဆုံပြည်သူများထံသို့အကူအညီများရောက်ရှိရေးကြိုးပမ်းမှုများနိုင်ငံတကာဖွဲ့စည်းများနဲ့မိတ်ဆွေနိုင်ငံများကပြည်သူများထံအကူအညီများတိုက်ရိုက်ရောက်ရှိအောင် ပြောင်းလဲဆောင်ရွက်ပေးရနီလာများကိုအဓိကထားဆွေးနွေးခဲ့ကြပြီးမြမနွေဦးထော်လိုင်းရဲ့ဤလက်တွေ့ကြကြရှေ့ဆက်ရန်ရှိသောလမ်းပြမြေပုံကိုလည်းရှင်းလင်းဆွေးနွေးခဲ့ကြရလို့သိရပါတယ်ရှင်ဆလပီ2025ခုနှစ်အခြေခံပင်ငါပြီးမြောက်ကြောင်းဆက်စည်အကဲဖြတ်ခြင်းစနစ်တည်ဒွါတသမတန်းဖြည့်ဆို့ခွင့်လျှောက်ထားသည့်အစဉ်စစ်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပါမယ်။ 2025ခုနှစ်အခြေခံပညာပီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းစနစ်တည်းဓာတ်တမတန်းကို2025ခုနှစ်ဇွန်လတွင်ကျင်းပမည်ဖြစ်ပါသဖြင့်ပြည်စုခွင့်လျှောက်ထားခြင်းကို2025ခုနှစ်မတ်လ22ရက်နေ့မှဧပြီလ30ရက်နေ့အထိ mes.moeedu.organization website တွင်ရှောက်ထားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရပင်ငိုင်းဝန်ကြီးဌာနမှသတင်းထုတ်ပြန်ထားပါရ2025ခုနှစ်ဒီဇင်ဘာလ31ရက်နေ့တွင် အသက်18နှစ်ပြည့်မီသူအခြေခံပညာတော်တသမတန်းစနစ်တည်တင်ယူလေလာဖို့သူအကျန်းဖက်အာနာသိန်းစေုပ်စုကကျင်းပသောတက္ကသိုလ်ဝန်ထမ်းစာမေးပွဲများကိုဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသူများနဲ့ဝင်ရောက်ဖြေဆိုရန်လုံးဝစီစဉ်မရှိသောចောင်းသားចောင်းသူများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သဖြင့်ပြည်သူနှင့်အတူယက်တီသည့်အဆိုပါအကြောင်းသားចောင်းသူများသာရှောက်ထားခွင့်ရှိပြီးနေမြေစိုးမိုးမှုရရှိသောလွတ်မြောက်နေမြေဒေသများရှိပညာရေးဖွဲ့စည်းများ၏တတ်မှတ်ချက်နှင့်ကိုက်ညီသောចောင်းသားចောင်းသူများရှိပါကတက်ဆိုင်ရာပညာရေးအဖွဲ့စည်းများမှတဆင့်ရှောက်ထားနိုင်တယ်လို့သိရပါတယ်ဖြေဆိုခွင့်ရှောက်ထားနည်းများနဲ့ပတ်သက်ပြီးအခက်အခဲရှိပါက be. moeedu.org နဲ့ beca.info@be.moeedu.org ကိုမေးလ်ပို့မေးမြန်းနိုင်တယ်လို့ဖော်ပြထားပါရှင်။မင်းတပ်မြို့နယ်အတွင်းစစ်ကောင်စီလေးချောင်းပစ်ခတ်မှုတဘာဝတော်မီလောင်ကျွမ်းမှုနဲ့လမ်းသွားလမ်းလာအချို့မှဖျက်ဆီးထားမှုကြောင့်မြို့တွင်ခိတရေးပြက်လက်တဲ့တဲ့တွေကိုဆက်လက်တင်ပြပါမယ်။ မင်းတမျိုးနဲ့တွင်စစ်ကောင်စီလေးချောင်းပစ်ခတ်မှုတဘာဝလျောက်တော်မီလောင်ကျွမ်းမှုများကြောင့်မင်းတက်မတူပီလန်းတလျှောက်တွင်တွေ့ရန်ထားသော ရေပိုက်လိုင်းများပျက်စီးလက်ရှိကမြို့တွင်၌ခက်တရေပြက်လက်မှုများဖြစ်ပေါ်နေကြောင်းမင်းတမျိုးနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားပါသည်။ထို့ပြင်မြို့ပေါ်သို့တွေ့ရန်ထားသောရေပိုက်လိုင်းများကိုလမ်းသွားလမ်းလံတချို့က ဒါပစိမ့်တို့ဖြစ်ခုတ်ထက်ကစီကမ်းမဲ့ဖြစ်စည်းသည့်လက္ခဏာများလဲတွေ့ရှိရလို့ဖော်ပြထားပါတယ်။ထို့ကြောင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်ပျက်စီးသွားသည့်ရေပိုက်လိုင်းများပြုတ်ပြင်ကအမြန်ဆုံးရေပြန်ရရှိနိုင်ရန်စောင့်ရက်လှည့်ရှိပြီးအများပြည်သူပိုင်ပျက်စီးများအားအကြောင်းမဲ့စီကမ်းမဲ့စွာဖြစ်စည်းခြင်းများတွေ့ရှိပါကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏စီပင်သားရရင်ဤဥပဒေ လုံထုံလုံနည်းများအရာကြည့်ရောက်စွာရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ပြည်သူများအနေဖြင့်ရေပိုက်လိုင်းဖြည့်ဆည်းသူများကိုတွေ့ရှိပါကအုတ်ချုပ်ရေးအဖွဲ့ထံသို့တရင်ပေးဖို့ချင်းတတိပေးချင်းနဲ့ရေပိုက်လိုင်းများအားကိုယ်တိုင်ထိမ့်သိမ်းကြက်မှတ်ပေးချင်းဖြင့်ပူပေါင်းပါဝင်ပေးကြပါရန်မေတ္တာရက်ခံထားပါတယ်။ရေပိုက်လိုင်းများပြန်လည်ပြုပြင်ထိမ့်သိမ်းရအတွက်ပြည်တွင်းပြည်ပအကူအညီများလိုအပ်လျက်ရှိပြီးရေပိုက်လိုင်းတွေတိုင်းရေအလှူများကိုလည်းစုဆိုလက်ခံလက်ရှိကြောင်းအသိပေးထားပါရရှင်။ ဒီမော့ဆိုမှာဆစ်ရှောင်းအမျိုးသမီးများအတွက်ခမဲ့ဆက်ချုပ်တင်နန်းဖွင့်လှစ်ပေးတဲ့တရင်ကိုတင်ပြပေးပါမယ်။ကရင်နီပြည်ဒီမော့ဆိုအနောက်ဖက်ချမ်းတနေရာမှာစစ်ပေးရှောင်းအမျိုးသမီးများအတွက်ခမဲ့ဆက်ချုပ်တင်နန်းဖွင့်လှစ်ထားတယ်လို့ ကရင်နီ people voice ကဖော်ပြထားပါတယ်။ဆိုပါတင်တန်းကိုစစ်ရှောင်းအမျိုးသမီးများအလုတ်ကైခွင်လန်းရရှိစေရန်ရည်ရွယ်ကအခမဲ့တင်ကြားပေးမှဖြစ်ပြီးတင်တန်းကာလနှစ်လတာကြာမြင့်မှဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိတင်တန်းမှာတင်တန်းသူ73ဦးရှိနေပြီးတင်တန်းအတွက်သုံးပြနိုင်ဖို့ပိတ်စားနဲ့စစ်ကူစာများလိုအပ်နေတယ်လို့တင်တန်းဦးဆောင်သူတော်မီမီခန်းကပြောပါတယ်။ဒီမော့ဆိုအနောက်ချမ်းမှာစစ်ရှောင်းဦးရေ9000နီးပါးရှိကား လုတ်ကင်ခွင်လန်းရှားပါမှုကြောင့်စားဝတ်နေရအခက်ခဲများကြုံတွေ့နေရလို့သိရပါရရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်ဝင်းစစ်သွင်းနဲ့ Share တို့ကပေးပို့ထားတာဖြစ်ပါရရှင်။